ဒီနေ့ပြောပြပေးမယ့်ဇာကားလေးကတော့2019မှာထွက်ရှိထားတဲ့ဂန္ဓလာပဲဖြစ်ပါတယ်။ဇာကားစာမှာယာနဲ့ချီရှိတဲ့ဝန်ထမ်းတွေကသူတို့ကိုလာစာတိုးပေးဖို့နဲ့ခွဲခြားဆက်ဆံတာတွေကိုရပ်ပေးဖို့ဆန္ဒပြနေကြပါတယ်။အထက်ကအနာပိုင်တယောက်ကဆန္ဒပြဝန်ထမ်းကောင်းဆောင်ကိုဌာနစီကိုလာပြီးညှိနှိုင်းလုပ်ဖို့စပီကာကနေတစ်ဆင့်လှမ်းခေါ်လိုက်ပါတယ်။အဲ့တော့ဆန္ဒပြတာတွေကခဏရက်ပြီးကိုစားပြုကောင်းဆောင်တွေကစောင့်ဝင်တဲ့ကိုဝင်သွားချပါတယ်။ဒါတွေကိုစံချကာဆိုတဲ့ကောင်လေးကဟိုဘက်အိမ်ခေါင်ဘိုးဘောကနေချောင်းကြည့်နေပါတယ်။ဆန္ဒပြသူတွေကိုလှုပ်ဆော်ပေးနေတဲ့ယူရာကစံချကာရဲ့အဖေပါ ဆန်ဂျာကာကသူ့ဘေကိုဘာလို့ဒီလိုလှုပ်ရှားမှုတွေနဲ့ဝင်ပါရတာလဲလို့မေးတော့ယူရာကအကူအညီလိုတဲ့သူတွေကိုကူညီပေးဖို့လူတယောက်ကိုအမြဲတမ်းလိုတယ်ဆိုတာရယ်တရားမျှတမှုဘက်ကယက်တီရမယ်ဆိုတာရယ်ကိုပြောပြလိုက်ပါတယ်တရားမျှတမှုဘက်ကမယက်တီတဲ့သူကလူသားမဟုတ်ဘူးဆိုတာကိုလည်းတင်ပြလိုက်ပါသေးတယ်တော့ရကြသွားပေမဲ့အာနာပိုင်တွင်နဲ့ဆွေးနွေးဖို့ဝင်သွားတဲ့ကိုစလေပြုတ်ခေါင်းဆောင်တယောက်ကပြန်မထွက်လာကြသေးပါဘူး။နောက်နေ့မနေ့ရောက်တော့ဆန်ချာကာကသူ့မိဘတွေပြောနေကြတဲ့ပျောက်နေတဲ့ဝန်ထမ်းတွေအကြောင်းကိုကြားသွားပါတယ်။ဆန်ချာကအမိဒေလာကသူ့ယောက်ျားကိုစက်ရုံစီမသွားတော့ဘူးတားပေမဲ့ ်ယူဒရာကနားမထောင်ခဲ့ပါဘူးစစ်ရုံကိုယူဒရာရောက်သွားတော့ဆန္ဒပြဝန်ထမ်းတွေနဲ့အဆောင်တပ်သားတွေနဲ့တိုက်ခိုက်ကြပါတော့တယ်အိမ်မှာကြံနေခဲ့တဲ့ဒေလာနဲ့ဆန်ချာကာကပျောက်ဆုံးဝန်ထမ်းတွေအကြောင်းသေးစိတ်သိရအောင်သူတို့မိသားစုအိမ်တွေစီကိုသွားလည်ခဲ့ကြပါတယ်ဒါပေမဲ့ပျောက်ဆုံးဝန်ထမ်းတွေအိမ်ကိုရောက်တော့အဲ့ဝန်ထမ်းကအိမ်ထဲမှာရှိနေတာကိုတွေ့လိုက်ရပါတယ်ပျောက်နေတာမဟုတ်ဘဲအာနာပိုင်တွေစီကလက်စားပြီးပုံနေတာပါဒါကယူရကိုတက်မဲ့ကြံစီမှုဒေလာကစက်ယုံစီအမြန်ပြေးသွားခဲ့ပါတယ်။လမ်းမှာခြေခောက်လေပြီးပြန်မထနိုင်တော့လို့စံချာကကိုသွားတာခိုင်းလိုက်ပါတယ်။ တစ်ဖက်မှာယူရာနဲ့အဆောင်တွေကချားနေနေကြရင်ဝန်ထမ်းတွေတဲကတယောက်ကယူရာကိုဓာတ်နဲ့ချက်ပေါင်းများစွာထိုးခဲ့ပါတယ်။စေယုံကိုစံကြာကရောက်တော့တော့သူ့ဖေကတည်နေပါပြီ။စံကြာကကရန်ဝန်နဲ့သွားတာမို့အဆောင်တယောက်ရဲ့ဒိုင်းကကိုကန်ပြီးအဖေတွေလက်စားချီမယ်လို့အတန်ကျဲကြီးနဲ့ကျိန်းလိုက်ပါတယ်။အဲ့ချိန်မှာသူ့ကိုမိုးချိုးပစ်ချလိုက်လို့လွန့်ထွက်သွားခဲ့ပြီးလက်ထဲကအကာကောအဆောင်တွေစီကဟာရီပါအကုန်လုံးတစ်ချိန်တည်းမှာပောက်ကွဲသွားခဲ့ပါတယ်။ဝန်ထမ်းနဲ့အဆောင်တွေကစံကြာကအသက်ရှိသေးလားမရှိသေးလားကိုစံဖို့ကိုကိုထီတော့သူတို့တွေလည်းလျှက်ဆက်အားကြောင့်လွန့်ထွက်သွားကြပါတယ်။ အဲ့လိုနဲ့နင်းနေနေကြပြီးတနေ့ရောက်တော့ဒဲလာကမြို့ထဲမှာပစ္စည်းနဲ့နဲ့သွားဝယ်ရမယ်လို့စံချာကကိုပြောလိုက်ပါတယ်။စံချာကကအိမ်မှာတယောက်တည်းမနေခြင်းခဲ့ပေမဲ့လည်းမတတ်နိုင်ခဲ့ပါဘူး။ရပိုင်းကြာနေပေမဲ့ဒဲလာကအိမ်ပြန်ရောက်မလာသေးပါဘူး။အဲ့တဲ့ပူဆိုတာကအိမ်မှာဘာစားစရာမှမကြံတော့တာမို့စံချာကကတခုခုရှာမယ်ဆိုပြီးအပြင်ထွက်သွားခဲ့ပါတယ်။ခဏနေတော့စံချာကကိုလမ်းဘေးကတရေကလေးတွေလိုက်ဖမ်းလို့ခြေကုန်တုပ်ပြေးခဲ့ပေမဲ့လည်းလမ်းကြားဆုံးမှာဂျုံပေးမိသွားပြီးရိုက်နှက်ခံလိုက်ရပါတယ်။စံချာကကိုတေသားတို့ကြီးကြီးနဲ့ရိုက်တော့မဲ့အချိန်မှာ အာဂွန်ဆိုတဲ့ကလေးရောက်လာပြီးသူ့ကိုကယ်လိုက်ပါတယ်။အခန်းတစ်ခန်းထဲမှာစံချာကပြန်တို့လာတော့အာဂွန်ကသူ့ဘေးမှာထိုင်နေတာကိုတွေ့လိုက်ရပါတယ်။အာဂွန်ကသူ့ကိုလမ်းတရေလေးတွေနဲ့မပတ်သက်ဖို့မှာပြီးနောက်တစ်ခါကိုကိုကိုကာကွယ်နိုင်အောင်ကိုကံပညာတစ်ခွက်နှစ်ခွက်ကိုတင်ပေးလိုက်ပါတယ်။ညမိုးချုပ်တော့စံချာကနဲ့အာဂွန်ကဘဝတစ္ဆာဖို့ဒီမျိုးတွေကနေထွက်သွားကြမယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ်။အာဂွန်ကတွတ်တော့ယထာနောက်အေးအေးဆေးဆေးလိုက်မိခဲ့ပေမဲ့စံချာကာကတော့တယောက်တည်းကြံနေခဲ့ပါတယ်။အခုဆိုရင်စံချာကာမှာအုတ်ထင်းသူမရှိတော့ဘူးမို့လမ်းပေါ်မှာအလုံးစုံလိုက်လို့ပြီးအသက်ဆက်ခဲ့ရပါတယ်။ ။စံချကအရွယ်ရောက်လာတော့သတင်းစာဆက်ယုံမှာအဆောင်အလုပ်လုပ်ပြီးအာဂွန်မှာထားတဲ့အတိုင်းလမ်းပေါ်မှာရန်ဖြစ်နေတဲ့သူတွေကိုတွေ့ရင်မတိကျအောင်ဆောင်ပြီးပုံမှန်ဘွားကိုပဲဖျက်ဆီးခဲ့ပါရတယ်။ဒါပေမဲ့စံချကကလျက်စီးကိုမြင်ရင်ခုထိလန့်နေပါသေးတယ်။အတန်ကိုကြားတာနဲ့မြင်လိုက်တာနဲ့တွေ့တဲ့နေရာမှာပြေးပုန်းခဲ့ပါရတယ်။ပါတီတကူမှလူနည်းယောက်ကကလေးဘွားတော်ကအရန်ခက်ခဲတဲ့ပန်ကာဆိုတဲ့သူအကြောင်းကိုပြောနေကြပါရတယ်။ပန်ကာရဲ့မိဘတွေကမီးလောင်ပြီးတည်သွားပြီးတယောက်ထဲအသက်ရှင်ကျန်ခဲ့တဲ့သူကိုဦးလေးကအစင်းနေတဲ့မိဘမဲ့ဂေယာစီကိုပို့လိုက်ပါရတယ်။ အက်ဂီယာမူးတွေကကလေးတွေကိုတားအားနိုင်ခြင်းပြီးနှိမ့်ဆက်ကြပါတယ်ဒီလိုမျိုးနေတိုင်းနှိမ့်ဆက်ခံနေရတော့ကလေးတွေနဲ့ပေါင်းတိုင်ပင်ပြီးပန်ကာကအဆောင်မူးတွေအားလုံးကိုတက်ပစ်လိုက်ပါတယ်နောက်ကြတော့အဖေ့စီကရတဲ့မူးတွေနဲ့ဒီမိဘမဲ့ကလေးတွေကိုစောင်းလျှောက်ခဲ့ပါတယ်အခုမှတော့ပန်ကာကအင်ဒိုနီးရှားရဲ့ဒူးစိုက်မှုတွေရဲ့နောက်ွယ်ကဇက်စရာပါပြီးတော့လေသူမွေးစားထားတဲ့မိဘမဲတွေကိုလူသက်သမားဖြစ်အောင်လေ့ကျင့်လဲပေးထားပါသေးတယ်။ပန်ကားရဲ့အကြံကသူတီထွင်ထားတဲ့ဆေးတမျိုးကိုအစားအစာတွေနဲ့ထည့်သွင်းပြီးကိုဝင်ဆောင်တွေကိုဒုက္ခရောက်အောင်လုပ်ဖို့ပါ။ဘယ်ကမှမသိတဲ့ဆေးတနာကနေထုတ်ပြီး အတိမတ်မပြူရသေးတဲ့ကာကွယ်ဆေးတွေကိုတရားဝင်ဖြန့်ဖြူးလာတော့လူတွေအများစုကဝယ်သုံးခဲ့ကြပါတယ်။အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးဖို့မှာပါလီမန်တွေကနှစ်သိန်းကျွဲသွားပြီးပန်ကော်နဲ့ဒါကိုမထောက်ခံတဲ့သူတငယ်ချင်းကတစ်ဖက်ဥပဒေရေးဆက်သူရစ်ဝမ်ဘာရီနဲ့ဒီဖြန့်ဖြူးရေးအတွက်အရင်ကြီးထုတ်ပေးခဲ့တဲ့သူတငယ်ချင်းဒါကာကတစ်ဖက်ပါပါတီပွဲမှာပန်ကော်ကဒဏ်ကားဆီသွားပြီးလက်ဆွဲနှုတ်ဆက်ဖို့လက်ထုတ်ပေးလိုက်ပြီမဲ့ခိုဘက်လူကညင်တော့သူဒေါသထွက်သွားခဲ့ပါတယ်။ပါတီကနေပြန်တော့ပန်ကာနဲ့သူတပည့်တွေကကန္တာနဲ့မိသားစုတွေကိုဖမ်းပြီးရေးရဆက်ဆက်တပ်ပစ်လိုက်ပါတယ်။ စံချာကာကဘီနာကခန်းစီကအတန်တွေကိုကြားတော့တွတ်ထက်ကြည့်လိုက်တာလူမိုက်တွေကဝူလန်ဆိုတဲ့မြို့သမီးစီကပတ်စံတင်းလိုက်တောင်းနေတာဖြစ်နေပါတယ်စံချာကာကဒါကိုတော့လက်ပိုက်ကြည့်မနေနိုင်တော့မှုလူမိုက်တွေကိုချပြီးဝူလန်နဲ့သူ့မောင်လေးတက်ဒီကိုကယ်လိုက်ပါတယ်ညဘဲစံချာကာကဆက်ယုံမှာအဆောင်လုံးနေတော့လူမိုက်တွေအုပ်စုလိုက်ကြီးရောက်လာပြီးသူ့ကိုရိုက်နှက်ခဲ့ကြပါတယ်စံချာကာကိုတေးပြစ်ထင်တဲ့ခေါမိုးဘော်ကနေပြစ်လိုက်ပါတယ်မိုးရီကလည်းအရန်တဲနေပြီးလျှက်စီးချောင်းတစ်ခုကဆန်ချာကကိုယ်ထဲဝင်သွားတော့ဒံယာရီပြန်ကောင်းလာပြီးသူလည်းအသည့်ပြန်ဝင်သွားခဲ့ပါတယ်။နောက်နေ့ဆန်ချာကဈေးထဲကိုသွားတော့ ဈေးပိုင်ရှင်တွေကလူမိုက်တွေလက်ကနေဘလို့ကာကွယ်ရမလဲဆိုတာဟောပြောနေတာကိုတွေးခဲ့ပါတယ်ခဏနေတော့မနေ့တုန်းကလူမိုက်တွေကဈေးတွေရောက်လာပြီးစံချာကကိုလိုက်ဖန်ခဲ့ကြပါတယ်ဒီကမှာတော့စံချာကကလျက်စီးစွမ်းအားတွေရှိနေတာမို့လူမိုက်တွေကိုအေးအေးဆေးဆေးတိုက်ထုတ်ပစ်လိုက်ပါတယ်ဝူလန်ကအထင်ကြီးသွားပြီးသူမတို့နဲ့အတူတိုက်ပွဲဝင်လာလို့စံချာကကိုမေးလိုက်ပေမဲ့သူကတော့ညင်ပြေအလုပ်ထဲပြန်သွားခဲ့ပါတယ်ဒါပေမဲ့လည်းလူမိုက်တွေကဈေးတစ်ခုလုံးကိုမီးရှို့ပစ်လိုက်တာမို့အရန်စိတ်ပူနေတဲ့ဝူလန်ကစံချာကနားလာပြီးလူတယောက်ကအခြားသူကိုမကူညီနိုင်ဘူးဆိုရင် လူတွေနဲ့ဘာမှမကွာဘူးလို့ပြောလိုက်ပါတယ်။ဒီစကားကိုကြားတော့စန်ချာကာကသူ့ဘေကိုပြန်ပြေးမြေအောင်သွားပြီးကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်နေ့မျက်နှာဖုံးဆုပ်ပြီးမျိုးရဲကလူမိုက်တွေကိုလိုက်နေတဲ့အချိန်မှာလူတယောက်ကသူ့ကိုဓာတ်နဲ့ထုတ်ပြီးသွေးနမူနာကိုယူသွားခဲ့ပါတယ်။ဒါမှမဟုတ်စန်ချာကာကလျက်စီအစွမ်းနဲ့ပြန်ကောင်းလာလိမ့်မယ်ဆိုပြီးဒဏ်ရာကိုဂရုမစိုက်ခဲ့ပါဘူး။အသက်ထုတ်ထားတဲ့အစားအသောက်တွေကိုစားပြီးနောက်ပိုင်းတည်စီနိုင်လောက်တဲ့ယောဂဘိုးကူးသွားတဲ့ကိုဝင်ဆောင်တွေအကြောင်းကိုသတင်းမှကြီးညာနေပါတယ်။အဲ့ကိုဝင်ဆောင်တွေရဲ့ဗိုက်ထဲကကလေးတွေကြီးလိုက်ရင်မကောင်းဆိုးဝါးစိတ်တွေဝင်လာပြီ ။လူကြိုက်မှုတွေရဲ့အဓိကမင်းတရခံတွေဖြစ်လာတော့မှာပါ။ပန်ကော့ကဖြည့်ဆည်းထုတ်ပြီးအမျက်စားကျင်လို့ဒီဘိုးကိုတီထွင်ခဲ့တာပဲဖြစ်ပါတယ်။စန်ချာကလည်းလျက်စီးကိုထိန်းချုပ်နိုင်အောင်တင်ယူပြီးဝက်စုံအစ်စ်နဲ့အပြည့်မရှိတဲ့ပြည်သူတွေကိုကာကွယ်ပေးခဲ့ပါတယ်။သူ့ဝက်စုံကြီးကရုပ်ရှင်တွေကစူပါဟီးရိုးဝတ်တဲ့ဟာမျိုးကြီးတွေပါ။စန်ချာကကဈေးကိုမီရှိုးလိုက်တဲ့အဓိကတရခံပန်ကော့ရဲ့မိဘမဲ့အေဂျင့်အဖွဲ့ဝင် ADI ဆူလီမန်ဆိုတဲ့တရားဟောဆရာကိုတက်ပစ်လိုက်ပါတယ်။တနေရာမှာပန်ကော့ရဲ့ body guard AC ကသူ့လူတွေနဲ့အတူမြေကြီးတဲကအိုးကြီးတလုံးကိုတူးသွားခဲ့ပါတယ်။ တမမလည်းဥပဒေပြဋ္ဌာန်းသူရိုဝန်ကအစိုးရအာဏာပိုင်တွေနဲ့စည်းဝေးလုပ်ပြီးအစိတ်ရှိတဲ့ဆန်တွေကိုပန်ကော့လုထားကြောင်းဆွေးနွေးနေခဲ့ကြပါတယ်။ပန်ကော့ကိုတက်ဖို့တိုင်ပင်ပြီးစံချာကကိုတက်ကူတွားတောင်းခဲ့ပါတယ်။ဖြည့်စည်ထိုးဖို့ကိုလည်းအာဏာပိုင်တွေကိုပြောလိုက်ပါသေးတယ်။ပန်ကာကသူဆောင်းလျှောက်ထားတဲ့မိဘမဲ့ ADI ဆူလီမန်အလောင်းကိုမြင်တော့ဝမ်လန်နဲ့ဒေါသလည်းထွက်သွားခဲ့ပါတယ်။ပန်ကာကဆူလီမန်အတွက်လက်စားချေဖို့မျိုးရဲကနေရာနဲ့မှာရှိနေတဲ့သူမိဘမဲ့ကလေးတွေအကုန်လုံးကိုဖုံးဆက်ခေါ်လိုက်ပါတယ်။ပန်ကာရဲ့အစီအစဉ်တွေကိုထောက်မခံတဲ့အာဏာပိုင်တွေကိုအရင်ဆုံးသွားတတ်ပြီး မိဘမဲတယောက်ကရွန်ဝမ်ကိုတက်ခါနီမှာစံချာကရောက်လာပြီးသူ့ကိုရှင်းပြလိုက်ပါတယ်။ရွန်ဝမ်ကစံချာကကိုပြည်သူတွေကိုကယ်ပေးဖို့အကူအညီတောင်းလိုက်ပါတယ်။အဲ့ချိန်တစ်ဖက်မှာလည်းဆိုရကမစမ်းသက်ရသေးတဲ့ဖြည့်ဆည်းကိုဖြန့်ဖြူးဖို့သဘောတူလိုက်ပါတယ်။ဒါကပန်ကော့ထုတ်ထားတဲ့စီးရီမှုအာနာပိုင်တယောက်ကတည်တည်ချင်းရွန်ဝမ်ကိုဖုံးဆက်ပြောပြလိုက်ပါတယ်။ပန်ကော့ကိုမတက်နိုင်ရင်ဒီစီးဖြန့်ဖြူးတာတွေကိုလည်းတားနိုင်တော့မှာမဟုတ်ဘူးလို့ရွန်ဝမ်ကစံချာကကိုအမြန်ဖုံးဆက်ပြီးအခြေအနေတွေကိုရှင်းပြလိုက်ပါတယ်။စာချာကဖုံးချလိုက်ချင်းချင်းပန်ကော့ကမိဘမဲ့လူသက်သမားတက်တဲ့ရောက်လာပြီးသူ့ကိုတတ်ဖို့ပြင်မာတော့တယ် စံကြာကာကသူတို့ထက်အားနည်းပေမဲ့လည်းလျှက်ဆက်စွမ်းကိုတုံပြီးရန်သူတွေကိုတျောက်ပြီးတော့ဇက်တိုက်အနိုင်ချပစ်လိုက်ပါတယ်။စံကြာကာကိုဘန်ကောက်ကအနောက်ကနေဓာတ်နဲ့ချောင်းထုံးမဲ့ပြင်နေတုံးမှာရိုဝန်ရောက်လာပြီးတနက်နဲ့ပြစ်တက်လိုက်ပါတယ်။ဖြည်းစေးတူတွေကကိုဝင်ဆောင်တွေကိုပူဖျားရင်ဖျားတင်းအောင်တင်းစီနိုင်လောက်တာမို့စံကြာကာကအဲဆေးကိုတင်လာတဲ့ကားတွေကိုတောက်ကိုဆိုင်ကနဲ့အမြန်သွားခဲ့ပါတယ်။ဘေဂါမန်းမသိတဲ့စာရီအာစီဆိုတဲ့ကော်မန်ဒီတယောက်ကလာကူပေးလို့စံကြာကာကကားကိုမှီသွားပြီးစေပလင်းနမူနာကိုလည်းရသွားခဲ့ပါတယ်။ ဇကားအစမှာအဆောင်ရက်ကာရီကိုလုတ်ခဲ့တဲ့လိုမျိုးဒီဖြည့်စေးဘူးတဘူးမကြံကိုလည်းသူ့စွမ်းကိုတုံပြီးဖြစ်စည်းပြစ်လိုက်ပါတယ်အခုဆိုရင်ဆေးယူကဏ္ဍပြည်သူတွေကအသက်အန္တရာယ်ကနေလွတ်မြောက်သွားခဲ့ပါပြီနောက်ဆုံးဇက်သိန်းကမှပန်ကော့ရဲ့တငယ်ချင်းဂူစုကနိုင်ရန်ကိုဖြစ်စည်းပြီးအထက်ကလျှက်ဝဲရှိအောင်အခောင်းကြီးကိုထုတ်လိုက်ပါတယ်မြေကြီးထဲကနေတူးလာတဲ့ဘူးကိုလည်းယူလာပြီးအဲ့ပေါ်မှာသူ့ရင်နှုန်းကစံချာကကိုဓာတ်နဲ့ထုတ်ပြီးရလာခဲ့တဲ့သွေးစက်ကိုတင်လိုက်ပါတယ်ကောင်းတဲ့ကိုကိုဆက်ပြီးတော့ကီဝီလိုဟုဆိုတဲ့ဒီခွန်အားကြီးစစ်တီတော်ကြီးကိုအသက်ပြန်သွင်းပါတယ် စံချာကကိုဂွန်ဒါလာလိုနမ်မီပြောင်းပေးပြီးသူ့ကိုတက်ဖို့ကီဝူလိုကဂူစုကိုလူစုခိုင်းခဲ့ပါတယ်ဒီလိုဇကာကောင်းလေးတွေကိုကြည့်ရတာကြိုင်းနေတဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ယူချိုင်း page ကိုလိုက်ရန် share လေးလုပ်ပြီးအားပေးကြပါဦးနော်နားဆင်အားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းထူးဝင်ကျေးဇူးတင်ရှိပါတယ်